Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချိုးစိတ်ဝင်ပြီးတော့အရန်ကိုစားလို့ကောင်းတယ်ဟုတ်ခွဲသိပြုလုပ်နေလေရောလာညရပေးရဖြစ်ပါရဲ့ရှင်ဒီမောက်လေးရဆိုလို့ရှိရင်တဝဲရိုးရစားစားလေးတမျိုးပေါ့နော်တဝဲလို့ဆိုလို့ရှိရင်တော့မူခွဲသိလို့ခေါ်ပါရဲ့ရှင်တွဲသားလေးရဆိုလို့ရှိရင်အီအီလေးနဲ့ပေါ့နော်နှမ်းထောင်းနဲ့မမွေးလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဒီမောက်လုံးနီလေးရတော့အရန်ကိုလည်းကူရိုးရှင်းပါတယ်အရင်ဦးဆုံးပကံတလုံးထဲကိုဖြိုးပါကောက်ညင်မှုတ်ကိုထောရတစ်ပတ်စာလောက်ကိုထည့်ပေးလိုက်ပါကောက်ညင်မှုတ်တွေထောက်စာဆိုလို့ရှိရင်တော့900ဂရမ်ပါပါတယ် ဖြိုသုံးထားတာကထောရတပတ်စာဆိုတော့250ကုလားလောက်ရှိပါတယ်နော်ပြရတဲ့သူ့ရဲ့ဖြိုကစားလေးနှင်းငယ်ကိုထည့်ပြီးတာနဲ့ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့နဲသွားပေးလိုက်ပါတယ်မုံရက်နေထားတော့ဖြိုတို့မုံတော်ရေပေါ်လောက်တဲ့နေထားလေးပေါ့နော်တအားလေးမပြောတအားလေးမမနေထားလေးရောက်သွားတဲ့အထိနဲသွားပေးရမှာဖြစ်ပါတယ်ရှင်ဒီကတော့ဖြိုးဒီမှာထည့်သွားလိုက်တာ250 ml လောက်ရှိပါတယ်။နည်းနည်းချင်းစီထည့်ပြီးတော့ပေါ့နော်။နှက်သွားပေးလိုက်ပါတယ်ရှင်။ ီမုတ်လျာဆိုလို့ရှိရင်စားလို့ကောင်းသလောက်ပါဝင်ပစ္စည်းလည်းအရန်ကိုနဲပါတယ်အရန်လည်းလွယ်ကူရရှိနေပေါ့နော်လောက်ရတာနှမ်းလော့ထောင်းနဲ့မမွှေးလေးနဲ့အုံသီးဖက်ဆက်ကလေးနဲ့ပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ်သူရဲ့အသားလျာဆိုလို့ရှိရင်လည်းအိအိလေးပေါ့နော် ကဲဖြူလို့နဲ့သွားလိုက်တာမဟုတ်သားလေးရအခုလိုမျိုးလေးချောလာပြီးတော့တအားလည်းမပြောတအားလည်းမမနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့သူ့ရောခဏထားထားလိုက်မယ်ပြီးရင်တော့မုတ်ပေါင်ပေးရန်အတွက်ဖြူတို့ပေါင်မခွက်ထဲကိုငပြောရက်လေးခင်းမယ်ပြီးလို့ရှိရင်တော့မုတ်မကတ်ရအောင်ပေါ့နော်အပေါ်မှာစီလေးတောက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ဖြူတို့မုတ်ကိုကိုလိုအသလောက်ယူပေးလိုက်မယ်အလုံးကြီးသေးရတော့ကိုဆက်ချက်ပေါ့နော်ဖြူကတော့ဒီနေထားလေးလုပ်ပေးထားပါတယ်ပြီးလို့ရှိရင်တော့ခုလိုမျိုးလေးပေါ့နော်ခက်ပက်ပင်နေထားလေးတွေအဝိုင်းပုံစံလေးတွေတောက်ထားပေးလိုက်ပါတယ်ရှင် ဒီနေ့ထားလိုက်ပါတော့ခဲ့ပြီးရင်တော့ဖြိုးတို့ပေါင်းမခွက်သေးကိုစစ်စစ်ရေလေးတွေထပ်ပေးလိုက်ပါမယ်တန်နေတဲ့မုန့်နှစ်ကိုလည်းဖြိုးခနာကတိုက်ပဲလှုပ်သွားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဒီပေါင်းမခွက်လေးထဲကိုစီစီရေလေးထည့်ပေးလိုက်မယ်။ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့သူ့ကိုမိနစ်20လောက်ပေါက်ထားပေးလိုက်ပါမယ်နော်။ ဟုတ်လေဘောင်းထိုင်းနေဖြူကနှမ်းလှော်လေးနေငယ်ကိုညှက်သွားအောင်ပေါ့နော်လာထောင်ပေးလိုက်ပါထောင်ပေးရန်အတွက်ဆုံထဲကိုနှမ်းလှော်ကိုထည့်ပေးလိုက်တယ်ပြီးတော့စားလေးနေငယ်နဲ့တခြားထမင်းစားဆုံနဲ့မမောင်တစွန်းစားလုံးကိုထည့်ပြီးတော့အားလုံးကိုရောပြီးတော့ပေါ့နော်ထောင်ထားပေးလိုက်ပါရှင်ဒီနေ့သားဆိုလို့ရှိရင်အနက်လေးကတော်တော်လေးကိုမွေးပါတယ် ကဲဒီနေဟာလေးဆိုလို့ရှိရင်ရရည်ပေါ့နော်ဖြူတို့ရဲ့နှမ်းထောင်လေးရရပြီဆိုလို့ရှိရင်တော့ဖြူတို့အုံသေးကိုလည်းအစ်စ်သိချစ်ထားပေးလိုက်ပါမယ်နော်ဒီမုတ်ခွဲသိက်ကအခုလိုမျိုးပေါ့နော်အုံသေးလေးနဲ့ dresser မှာပါပို့ပြီးလိုက်ဖက်ပြီးတော့ပို့ပြီးလဲစားလို့ကောင်းတာဖြစ်ပါတယ်ကဲဖြူတို့ရဲ့အုံသေးချစ်လေးလည်းရပြီဆိုလို့ရှိရင်တော့ပေါင်းထားတဲ့မုတ်လေးကိုလာချစ်ပေးလိုက်မယ်မုတ်လည်းကြက်နေပြီဆိုလို့ရှိရင်တော့ဖြူတို့ပြင်ထုတ်ပြီးလို့ရှိရင်သူ့ကိုခဏလောက်အေးခံထားပေးလိုက်ပါမယ်နော် မုတ်သားလေးကအေးလာပြီဆိုမှဖြိုးတို့တစ်ခုနဲ့တစ်ခုခွာပြီးတော့ခဏခါထောင်းထားတဲ့နှံလေးနဲ့အခုလိုမျိုးလေးပေါ့နော်။တမတော်အောင်လူထားပေးလိုက်ပါမယ်ရှင်။တကယ်တကယ်မုတ်ခွက်သိပ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးမလူပေးဘူးပေါ့နော်။အလဲမှာပေါက်လေးဖောက်ပြီးတော့ဒီနှမ်းလော်လေးရဲ့ပြီးတော့အုံသေးလေးရဲ့ကိုစားသွပ်ပြီးတော့စားကြတယ်ပေါ့နော်။ပြောရတော့လောလောကူကူလေးပဲအခုလိုမျိုးလေးနှမ်းလော်လေးနဲ့လူပြီးတော့အုံသေးဖက်လေးနဲ့တွဲစားဖြစ်ပါတယ်ရှင်။ကဲအခုဆိုလို့ရှိရင်တော့လောကူရွှေရှင်ပြီးတော့အနက်လေးအရန်မှွေပြီးအရန်ကိုစားလို့ကောင်းတယ်။ပြောလို့ရမုတ်ခွက်သိပ်လေးရတော့စားဖို့ ပဲဖြစ်နေပါပဲရှင်။စားလို့လည်းကောင်းပြီးတော့လုံနေလေးရလဲလဲကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်ဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะ။ဒါဆိုဖြိုနေဗီဒီယိုတစ်တင်မှာပြန်ဆုံကြမယ်เนาะ။အားလုံးပဲဘိုင်။